မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြမဒီမိုကရေစီခီးနဲ့သူရဦးတင်ဦးစာအုပ်ထဲကပခုံးမော်ရွှေပွင့်တင်ပေးခဲ့သူကျွန်တော်ကိုထောင်းလိုင်းဘူကြီးမောင်အေးကျေးဇူးတုံ့ပြန်မှုဆိုတဲ့စာလေးဖြစ်ပါတယ် အကျဉ်းထောင်ထဲမှာပထမတော့ဘုံကြီးလှဖေးနောက်ဘဝင်းသိန်းနောက်ဘဟူစိန်မြင့်တို့တွင်တစ်ဖက်တစ်ခန်းစီအတူနေခဲ့ရစဉ်ဘုံစိန်မြင့်မှာခင်မင်မှုကောင်းသည့်အခန်းပေါ်ပင်ကျွန်တော်လည်းအတူ VDA တက်မတော်ကလေးကအတူပါလာခဲ့သူဖြစ်ပါတယ်သူပြောသောစကားကလေးတွေကစိတ်ချဖို့ကောင်းပါတယ်ကျွန်တော်တို့ဟာခမည်းတော်ကိုတွေ့တဲ့နှုန်းက ျွန်တော်တို့ကတက်သားခမားကအရာရှိအဲ့ဒီနောက်ခမားကအရာထူးတွေကြီးသွားတော့ကျွန်တော်ကစာရင်တက်ချက်ကြီးတွေဘာတွေဖြစ်ပြီး ခမားအနာကိုကတ်တော့မကတ်နိုင်တော့နောက်အခုဒီမှာပြန်ပြီးတွေ့တဲ့အခါမှာတော့ခမားကဘိုးချုပ်ကြီးကျုပ်ကဘိုးမူးခမားစီကိုကျုပ်ကလာတွေ့ဖို့ဆိုတာကလည်းတွေ့နေဘွားရဲ့မရှိဘူးတွေ့လဲမတွေ့ရဘူးလေခမားကိုအပြင်ကပဲကျုပ်ကမြင်မှုတာအခုတော့ကျုပ်ကံကောင်းလို့ ကျုပ်ဆရာသမားကို ကိုယ်တိုင်တွေ့နေရလို့ကျုပ်ပြုစုပြရစီတဲ့ဆိုပြီးတကယ်ပြုစုကနနညအိယာလေးပါလေးလာပြင်ပြီးကျမ်းပြင်ကိုတန်ရှင်းအောင်တိုက်လှုပ်ရှားပါတယ်အလွန်တနာစရာကောင်းသောဘိုးသိမ့်မြင့်မေကျွန်တော်အိယာလေးခောက်ပြီးခြေနှောင်းလေးတင်ပြီးတသက်ရရကျမ်းလေးပါလေးအမိုက်စမကြင်အောင် ဖုံလေးသေးတွေမရှိအောင်ပြောင်းနေအောင်တိုက်ချွတ်တန့်စင်ပေးပါလေမလို့ပါနဲ့နေပါစီဗျာဟုတားလေမရပါဘူး တင်းမင်ဝင်လို့ပါတော့တယ်အထက်ကပြောခဲ့သည့်အတိုင်းကျွန်တော်ဇနီးနဲ့ထောင်ဝင်စာတွေ့ရပုံကို ပြောပြပါဦးမယ်တခြားအကျဉ်းသားတွေကဲ့သို့ထောင်ဝင်စာတွေ့ရတွင်တန်တိုင်းကြားမှာတွေ့ရသောပုံမျိုးတော့မဟုတ်ပါဘူးအခန်းကလေးတစ်ခန်းထဲမှာတီးသန့်တွေ့ဆုံရပါတယ်ဇပွဲတွေပါရင်ချပေးဇနီးသားနဲ့မကြီးတို့ဟာတွေ့ဆုံစကားပြောတာဦး ထောင်လိုင်းသူကမတည့်ရက်ပြီးနားထောင်မှတ်သားနေပါတယ်။ထောင်ဝင်တန်းကလည်းဘီနာမှာမတည့်ရက်နေပါတယ်။သို့သောကျွန်တော်နဲ့ဇနီးဒေါက်တာတင်မိုးဝေတို့ထောင်ဝင်သားတွေ့ခင်ရခိုင်တယ်။ပြောကြသောစကားများမှာအလုတ်ကိစ္စတော့ဘယ်သောအခါမှမပြော။အိမ်မှုကိစ္စစာရေးတော်ရေးကျန်းမာရေးမိသားစုအရေးအများကိုသာ ပြော၍ရပါတယ်။ကျွန်တော်ကိုအင်းစိန်အချင်းထောင်ထဲတွင် ထောင်ပြစ်ဒဏ်9နှစ်ခံရစဉ်သို့တော်လဲကျွန်တော်တို့3နှစ်8လသာခံခဲ့ရပါတယ်ကျွန်တော်ကအကျဉ်းထောင်ကလုံမင်းလေးကိုကြိုတင်မသိရပါဘူးကျွန်တော်ထောင်ထဲမှာအကျဉ်းကြနေစဉ်ကာလစိတ်မကောင်းစရာ ကြုံခဲ့ရပါတယ်လူတစ်ဖက်သားအစ်စ်နေအောင်ကြံဆောင်လို့ဒီကို ခံခဲ့ရခြင်းဖြစ်ပါတယ်ထို့အခါတွင်စိတ်မကောင်းစရာကြုံရသည်မှာ မိလာအညီအကျေးစွန့်ပြရ၌ ကိုယ်တိုင်ကိုကြဆောင်ရွက်ရပဲအခြေအနေကို ရောက်ခဲ့ပါတယ်။ကျွန်တော်နေရာဒီမှာအိမ်တစ်လုံးတွင်နှအိုးထားသည် ဖြစ်တော့နှအိုးသဘောတူတိုင်ပင်ထားရပါတယ်။အညီအကျေးကိုအိမ်ချင်းဝင်းအပြင်မှမှသုံရန်အလှည့်ကြဆောင်ရွက်ရပါမယ်။ဤကိစ္စမှာဘုံကြီးလဘေကလည်းတော်ရှာပါတယ်။သူတာဝန်သူကြေပွန်အောင်ဆောင်ရွက်ခဲ့ပါတယ်။ကျွန်တော်တို့ဆုပြေရသောယမန်ဤညနှင့်ယနေ့နနက်ကအညီအကျေးကို နေခင်းနှစ်နာရီပြန်တစ်ချက်တစ်ချက်လောက်မှ အကျဉ်းသားတို့ကလာရောက်၍သိမ်းယူလေရှိပါတယ်။ထို့ကြောင့်မိမိနေထိုင်သောအိမ်တွင် မကောင်းသောအနံ့အသက်များ ပြန့်နှံ့မနေအောင်လဲမိမိမိလာညီကြီးကိုအိမ်ဝင်းအပြင်သို့ကိုယ်ပါသာဆွပစ်ပို့ဆောင်ရခြင်းကိုနနက်ခင်းမှပင်စောင့်ရဲကြရပါတယ်။ဒါကလည်းလူအဆင့်ကိုနှိမ့်ကြသော ထောင်အာဏာပိုင်တို့လှုပ်ဆောင်နေတမျိုးပဲဖြစ်ပါတယ်။ထို့ပြင်စကားပြောရရင်လဲထောင်မူတန်းအဆင့်မြင့်အရာရှိတွေကကျွန်တော်တို့အပေါ် မကြရစရာပြောပြီးစောင်းမြောင်ထင်းငော့ကြတာတွေလည်းရှိပါတယ်။ခမည်းတော်မျိုးချစ်စိတ်ဓာတ်ရှိတယ်ဆိုတာဘာမျိုးချစ်စိတ်လဲ။စသော စကားအသုံးလုံးမျိုးကိုအကျဉ်းထောင်မှ စာရင်သုံးရကောင်တွေကငော့တော့တော့ပြောတဲ့ကြားရသည်မှာညာစွာစိတ်မကောင်းစေရပါ။အလုံးမင်းစိတ်ထိကိုက်စွာဖြစ်ရပါတယ်။ဒီနေ့မှာတော့ထောင်းဝင်သာလာတွေ့သည်ဆိုပြီးကျွန်တော်ကိုလာခေါ်ပါတယ်။အဘထောင်းဝင်သာတွေ့ဖို့ပြင်ထားတော့ဟုတ် ထောင်မှုတန်းကပြောပြီးကျွန်တော်ကဝယ်စားလဲပြင်ဆင်ပြီးသူတို့လာခေါ်တော့ကားဖြင့်လိုက်သွားပါတယ်သူတို့လိုက်ခေါ်ပြီးကားဆိုတာလဲအစုပ်ကြီးပါသူတို့တောင်ရဆိုင်ခင်းမှာဟင်းဒီဟင်းရဲ့သွားတည်တော့ကားဟောင်းကြီးတစ်စင်းပဲကျွန်တော်ကဒီကားအစုပ်ကြီးရဲ့ရှေ့ကမ်းမှာထိုင်ပြီးလိုက်သွားရပါတယ်အင်းစိန်ထောင်အချင်းတော်ဝင်းတွင် မိန်းကြီးခေါ်တော့တကောမကြီးရောက်တော့ကားကြီးကိုရက်ခိုင်းပါတယ်မိန်းကြီး ထောင်ဒကမာကြီးမှာတာဝန်ကျသူကဘိုးကြီးမောင်အေးဘိုးမောင်အေးဆိုမှာအခြားသူမဟုတ်ပါကျွန်တော်ကာကွယ်ဦးစီးချုပ်ဖြစ်စဉ်ကသူ့ပခုံးပေါ်အပွင့်တင်ပေးထားသူဖြစ်ပါတယ်ကျွန်တော်ရာထူးရှိတဲ့ကာလမှာ တနေ့တွင်စဉ်းစားမိလာ၍စစ်ရာထူးကန်းချုပ်ဘိုးချုပ်မြင့်မောင်ကိုဤသို့ပြောမိပါတယ်ချုပ်တို့တက်မတော်မှာဗျာ BIA တို့ BDA တို့လောက်ကင်ခဲ့ပြီး ယနေ့အထိအသက်အရွယ်50 60နီးလာပေမဲ့ဘိုးအဆင့်မဖြစ်လာကြရရှာဘူး VIA ကိကပုံကိုယ်တွေတက်မတော်ထဲမှာနည်းနည်းပဲကြံတော့တယ်သူတို့အရေးအတွက်ကအလွန်ဆုံးရှိရင်20အစိတ်လောက်ပဲကြံတော့မှာပေါ့သူတို့ကိုအရာရှိဖြစ်လာအောင်ကော်မရှင်ပေးနိုင်ကောင်းမယ်သူတို့ကိုအရာရှိပေးပြီးအလौဒတ်တာတဲ့နေရာတွေမှာတာဝန်ချပေးရင်သူတို့လည်းတူတူတန်တန်ကလေးရာထူးရသွားမယ်ကျွန်တော်နဲ့ ဗိုလ်ချုပ်မြင့်မောင်တို့တိုင်ပင်သဘောတူညီချက်ရယူပြီးဗိုလ်ချုပ်နေဝင်းကိုတွားရောက်တင်ပြပြောဆိုခဲ့ပါတယ်။ဗိုလ်သူကြီးနေဝင်းကလည်းဝမ်းသာပြီးသဘောတူခဲ့ပါတယ်။ကျွန်တော်ကိုယ်တိုင်ထိုကိစ္စကိုဆက်လက်အကောင့်ထဲပေါ်ပြီးဆောင်ရွက်ခဲ့ရအောင်မြင်သွားပါတယ်။ထိုစဉ်ကတမရတော်သားအခြားအစင်အလုံး25ဦးနဲ့30ဦးအကြားကော်မရှင်ပေးပြီးအရာရှိဖြစ်သွားကြပါတယ်။ထို့သို့တိုင်းကော်မရှင်ပေးပြီးအရာရှိဖြစ်သွားကြသူတွေမှာ ကောရခအမှုသားတွေနိုင်ငံသားတွေလည်းပါဝင်ပါတယ်တက်မတော်မှာလောက်သက်ရဲ့မိအသက်ကြီးနေသူတွေပါသွားကြတယ်တိုင်းအိုက်ကော်မရှင်ပေးလိုက်ပါတယ်ကပတိန်ဖြစ်သွားပါတယ်ဗိုလ်ကြီးမောင်ကြီးကကောင်းစွာကြမ်းမာတန်စွမ်းရည်မရှိချာတော့အလုတ်တောင်းဝင်များစွာမပြီးသောနေရာမျိုးမှာထားဖို့အကြံပေးရပါတယ်ဤသို့ဖြင့်ဗိုလ်ကြီးမောင်ကြီးကိုအင်းစိန်အကျင်းထောင်အုပ်ချုပ်ရေးဌာနကို ပို့လိုက်ကြပါတယ် အင်းစိန်ထောင်မှာတာဝန်ကြတဲ့အခါဗိုလ်ကြီးမောင်ရင်မှာထောင်မှုဖြစ်လာပါတယ်။ထောင်မှုရာလူမြတာမကပါဘူး။ထောင်မှုအထက်ကပခုံးမှာအပွင့်သုံးွင့်နဲ့တကူစောအားတွေအလွန်တက်ပြီးအာနာရှိနေပါတယ်။ထောင်ပိုင်ကြီးကအသီးသန့်ရှိပါတယ်။သို့တော့ထောင်ပိုင်ကြီးမှာဘာနာမှမရှိ။ထောင်လိုင်းကြီးကလာတော့ဗိုလ်ကြီးမောင်အေးတို့လိုလူတွေကိုဖိမ့်ဖိမ့်တုံအောင်ကြောက်နေကြရပါတယ်။ဗိုလ်ကြီးမောင်ကြီးကစိုးမိုးနေပါတယ်။ထောင်ပိုင်ထောင်မှုကြီးတွေ စစ်ထောင်ရင်းကလာသူတွေမျက်နှာကြည့်ပြီးအလုံလုံနေကြရပါတယ်ပြောရအောင်မင်းဒီနေ့တော့ကျွန်တော်ကိုတွေ့ရင်အိမ်က ထောင်ဝင်လာလာတွေ့ပါတယ်ကျွန်တော်ဇနီးဒေါက်တာတင်မိုးဝေထောင်မြန်မာရောက်နေပြီးထောင်ဝင်စာအတွက် စာတင်ပြီးပြီထောင်ပိုင်ကထူစာရွက်ကိုဖတ်ကြည့်ပြီးခွင့်ပြုလိုက်သည်ဗိုလ်ချုပ်ကြီးကို ခေါ်လာတော့အားလုံး line clear ဖြစ်ပြီးလမ်းရှင်းသွားပြီဒီတော့ သက်ဆိုင်ရာတာဝန်ရှိသူထောက်မှုကကျွန်တော်ကိုကားဖြင့်လာခေါ်တယ်။ကျွန်တော်ပါလာသောကားကမိန်းကြီးပင်မထောင်ကြီးတကားကိုရောက်ပြီ။ထိုနေရာမှာကားကို ရှေ့ဆက်မသွားရန်တားလိုက်ပါတယ်။ဒီတော့ကားပေါ်မှာပါလာတဲ့ထောင်လိုင်းကြီးကတားသူကိုခေါ်မိလိုက်တယ်။ဘာကြောင့်တားတာလဲ။ဒီတွင်ကျွန်တော်ပါလာသောကားကိုရှေ့ဆက်မသွားရန်တားရှိသူပူကြီးမောင်ကြီးကမင်းတို့လိုင်းမှာကလီးယားမဖြစ်သေးဘဲ။ လမ်းမရှင်းသေးပဲဘာဖြစ်လို့နောက်တစ်ယောက်ခေါ်လာတယ်လဲငေါ့ကျွန်တော်စီးလာတော့ကားပေါ်ကတက်ကြကြီးဘူကြီးမောင်အေးကို ကြောက်ရပါတယ်တို့ဖြင့်တက်ကြကြီးကရှင်းပြတယ်ခုနက ခေါ်ခဲ့ဆိုလို့ခေါ်လာရတာပါယခုခေါ်လာသူမှတခြားသူမဟုတ်ပါဘူးကျွန်တော်တို့ဆရာသမားဘိုးချုပ်ကြီးတင်ဦးပါဟုရှင်းပြပါတယ်ကျွန်တော်ကားလေးကကြားနေရပါတယ်ထိုကားကားကို ရှေ့မတော်ရန်တားသူ စစ်ထောက်လိုင်းရေးကဗိုလ်ကြီးမောင်ရေးကဤသို့ပြန်ပြောသည်ကိုကားရဲကကြားခဲ့ရပါတယ်ဗိုလ်ကြီးမောင်ရေးကဟေးဗိုလ်ချုပ်ကြီးတင်ဦးမကလို့ဘာကောင်ကြီးရဲ့ဖြစ်ဖြစ်အကျဉ်းသားဟာအကျဉ်းသားပဲကွာအကျဉ်းသားလို့ပဲအမိန့်ကိုလိုက်လာရမှာပဲပြန်သွားပြီးတော့ကျွန်တော်လည်းသူ့အမိန့်အတိုင်းအဆောင်ကိုပြန်သွားရပါတယ်ကျွန်တော်ကိုထိုးထိုးပြောနေသူမှဘယ်သူလဲကြည့်လိုက်တဲ့အခါကျွန်တော်ယာဒူးတိုးပေးလိုက်သောကော်မရှင်နဲ့မောင်အေးဖြစ်ပါတယ် ဒီမှာပင်ကျွန်တော်အတော်လေးတရားသံဝင်ကရမိပါတော့တယ်။ဩငါရာဓုတိုးပြီလို့ပခုံးပေါ်အပွင့်တင်ရတဲ့အကောင်ကအခုမှငါကျေးဇူးကိုမထောက်ပဲငါ့ကိုဒီလိုကျေးဇူးကန်းတဲ့ဇာကားနဲ့ဆက်ဆံနေပါလား။ဒုံလေးကမင်းကြီးတကားဝပြန်လာပြီးကျွန်တော်စိတ်ထဲတဲ့အတော်ပင်ထိခိုက်ခဲ့ပါတယ်။ထို့ကြောင့်ကျွန်တော်ကသိမခံနိုင်တော့ပဲထောင်လိုင်းကတက်ကြွကြီးကိုဒီလိုပြောလိုက်ပါတယ်။ အဲ့ဒီမောင်အေးဆိုတဲ့ကောင်ကလူအားသိပ်သွားတယ်။ငါကပြောတယ်လို့ပြောလိုက်စမ်းပါကွာ။မင်းပခုံးအောင်မှာရှိတဲ့အပွင့်ကိုငါပေးခဲ့တာ။မင်းနည်းနည်းမှမလေးစားဘူးလို့။ကျွန်တော်မှလိုက်တဲ့စာရင်ကသူ့အထက်ရာရှိမောင်အေးကို ကျွန်တော်ပြောသည့်အတိုင်းပြန်ပြောတယ်ထင်ပါတယ်။နောက်မှအချင်းတော်ကကျွန်တော်ကိုလွတ်သည့်အခါအတုပတစ်ခုမှဘူကြီးဟောင်းမောင်အေးကိုကျွန်တော်အမှတ်မတင်တွေ့ရသည့်အခိုက်မှာဒီကောင်မောင်အေးကျွန်တော်အားမင်းနဲ့ချင်းမဆိုင်ဝင့်ရှာပဲ တချို့တည်းလက်ပြီးခဲ့ပါတယ်။နောက်မှပြန်ကြားရသည်မှာဒီလိုပြောရဆော်ရသည်မှာ မောင်အေးကသူ့သဘောနဲ့သူပြောဆိုလုပ်ကြရခြင်းမဟုတ်သည့်အကြောင်းအထက်ကပြောခိုင်းပြောရခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကျွန်တော်ကိုအင်းစိန်ကအကျဉ်းထောင်အတွင်းသို့ခေါ်သွားစဉ်က ထောင်ဘူးချို့ကထောင်ထုံးစံအတိုင်းပုံစံထိုင်ခိုင်းခဲ့ပါတယ်။စောင်းချောင်ထိုင်ကလက်နှချောင်းကိုဒူးဝတင်ထားရသောပုံဖြစ်ပါတယ်။ကျွန်တော်ကငါမထိုင်နိုင်ဘူးငါမလုပ်ဘူး ပြက်ပြက်ပဲပြောလိုက်ပါတယ်။မဲသောကမှကျွန်တော်ကဒူထောက်ညံ့ခံမိသူမဟုတ်ကြောင်းကောင်းစွာအကြောင်းပြပါတယ်။ပုံစံထိုင်းဆိုဒီမှာလူလူဤစိတ်ကိုရောကိုကိုပါချိုးနိုင်သည့်စနစ်ဆိုဖြစ်ပါတယ်။ထောင်ရာရှိလာရင်အကျဉ်းသားကစောင့်ရောက်ထိုင်းလက်ကိုဒူးဖို့တင်ခေါင်းကုန်ဥညွတ်ပေးထားရတယ်။ကျွန်တော်ကိုပထမကနဦးအင်းစိန်အကျဉ်းထောင်ထံသို့ပြည်တံကြအကျဉ်းသားတဦးဖြစ်ခေါ်ဆောင်လာခဲ့စဉ်ကအထက်ပါအတိုင်းဦးချိုးသည့်အနေဖြင့်ပုံစံထိုင်းခိုင်းပါသေးတယ်။ ျွန်တော်ကငါမလုပ်ဘူးဟုခတ်တင်တင်ပြောဆိုခဲ့ပြီးထောင်ချက်တွေကဘာမှဆက်မပြောခဲ့ကြတော့အမှန်မှာဗီရိရှနေချက် အုပ်ချုပ်မှုစနေဆိုးအောက်ကပေါက်ဖွာကျင်းရခဲ့သောအချင်းထောင်သားတို့အားပုံစံထိုင်ခိုင်းသည့်စနစ်မှာ လူတို့ဤကိုရောစိတ်ပါ ချိုးနှိမ်နှိမ်ကြစေသောညင်းစဲမှုတစ်မျိုးဖြစ်၍ယခုလူခွေဖော်ဆောင်နေသောခက်တွင် ထိုးပုံစံထိုင်ခိုင်းသောစနစ်ဆိုမှလုံးဝသင့်လျော်ခြင်းမရှိတော့ဘူးဟုကျွန်တော်တင်ပြလိုပါသည်ထို့ပြင်ကျွန်တော်ပြည်တံကြအကျဉ်းသားဖြစ်သည်နှင့်အကျဉ်းထောင်တွင်ရှိ အခြားအကျဉ်းသားထောင်သားများဤသူထောင်ယူနီဖောင်းဝတ်စုံမြူများ လာပေးသည်ငါမဝေဘူးမင်းတို့ဝတ်စုံတွေပြန်ယူသွားဟုပြောလိုက်သည်သွားပြောလိုက်ကြမင်းတို့ဆရာသမားတွေကိုငါဒီဝတ်စုံမဝေဘူး ငါအိမ်ကပါလာတဲ့ဝိစုံလေးသာဝင့်မယ်ဟုတ်ကျွန်တော်ကခတ်မာမာပြန်ပြောလိုက်ပါတယ်အင်းစိန်ထောင်အတွင်းကထောင်ကျအကျဉ်းသားများကိုညှင်းဆဲသည့်ပုံစံမျိုးကျွန်တော်ကိုလာလို့ရခံမိမဟုတ်ကြောင်းလှုပ်ပြလိုက်ပါတယ်ဆိုပါစစ်ထောင်လိုက်မှုထောင်တွင်းတာဝန်ကျမှုတန်းတွေကိုပြော့ပြော့ညံ့ညံ့ပတ်ချွဲနဲ့ချွဲသွားလုံရင်ခေါင်းပေါ်တက်နေမိအသိပညာမဲ့သူတွေ ဖြစ်သဖြင့်သူတို့နဲ့ဆက်ဆံရ၌ကိုကမာမာတင်းတင်းလုံးမှ တန်ငါးကြပါမယ်။အင်းစိန်ကျင်းထောင်တွင်မှာ ကျွန်တော် နေခဲ့ရပုံများကိုပြောပြပါဦးမယ်။တက်ကပြောပြခဲ့သောအိမ်တလုံးတွင်ဟိုတစ်ဖက်ချမ်းဒီတစ်ဖက်ချမ်းနှခမ်းရှိ၍မိုးကြီးလာပင်နှင့်ပထမတစ်ယောက်တစ်ခမ်းနောက်ဘဝင်းသိန်းရောက်လာပြီးနောက်ဆုံးတွင်ဘုံမှုစိန်မြင့်နှင့်အတူနေခဲ့ရပါတယ်။ဂရင်းနေအိမ်ရန်မှုရတစ်ချက်ပေးပါရယ်။မှုရမှာ ထောင်မွေရာဟောင်းစုပ်ပြဲစပြုနေပါပြီအကောင်းကြီးတော့မဟုတ်သို့တော့အေးလေရပါသည်ကျွန်တော်ကို ရုံးတင်တရားဆွဲနေခြင်းကစ၍အိမ်မှပို့တော်ပစ္စည်းချို့ရောက်လာပါတယ်ဆောင်းနဲ့ချင်းအောင်ဝိဆအဆုံးလင်းပါလာပါတယ်1989ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာအထူးတရားရုံးကကျွန်တော်တို့ကို ပြစ်ဒဏ်စီရင်ပါတယ်ဗိုလ်ကြီးအောင်ကျော်မင်းကသေတမ်း ဘူကြီးဝင်းထိန်ကထောင်နန်း20ဘူကြီးလာဖေကထောင်နန်း10နဲ့ဘူကြီးပတ်ချက်ကထောင်နန်း10နဲ့ကျွန်တော်ကထောင်နန်း9နဲ့သူတို့အထက်တွင်ဘုံမူးစိန်မင်းကဘူကြီးအောင်ကျော်မင်းကိုလက်နက်ထုံပေးမှုအတွက် ပြစ်ဒဏ်မင်းမမချရန်ဖြစ်သည် သို့တော်လည်းသူကအလျှောက်ကောင်းသောကြောင့်ပြစ်ဒဏ်ရော့သွားပါတယ်ပြစ်ဒဏ်အနည်းဆုံးဖြစ်3နှစ်သာခံရပါတယ် ဘုံမှုစိန်မင်းကအတက်တစ်ခုလုံးကိုတာဝန်ယူရသောစခန်းမှုဖြစ်ပါတယ်။သူ့တပ်စခန်းတွင်လက်နက်တိုက်ရှိရာစခန်းလုံးလုံးရေးကာကွယ်ရန်စစ်တပ်ရှိပါတယ်။ထိုစစ်စခန်းကိုဘုံမှုစိန်မင်းကကုတ်ကဲဦးစီးရပါတယ်။စီယုံကျုပ်ကိုကာကွယ်ရမိတပ်စခန်းဖြစ်ပါတယ်။စီယုံကျုပ်ကင်းအဖွဲ့ကိုစနေတကြဖွဲ့စည်းစောင့်ရှောက်ရပါတယ်။ယခုလမ်းပြဖေးအားလမ်းကာကွယ်ရေးဝန်ကြီးယုံဟောင်းစစ်ယုံကျုပ်နေရာဟောင်းမှာယခင်ကဘုံမှုစိန်မင်းအုပ်ချုပ်ရနေတယ်။ ဘုံစိန်မြင့်ရှောက်လဲချက်တွင်မိမိအနေဖြင့်ဘိုးချုပ်ကျော်ထင်၏ကိုရီးယားရှိဘိုးကြီးအောင်ကျော်မြင့်ကလက်နက်များလာတောင်းသည်ကိုဘိုးချုပ်ကျော်ထင်အနေဖြင့်အမိန့်ဖြင့်တောင်းယူသည်ဟုယူဆခဲ့မိပါသည်။ထို့ကြောင့်အတွဲမှလက်နက်များထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်ဟုရှောက်လဲခဲ့ပါသည်။မိမိမှာတပ်မတော်တွင် BIA, BDA, PBF တပ်များ၌ဖက်စစ်ဒေါ်လာ1တပ်သားပေါ်မှစ၍နှစ်ပေါင်းများစွာအမှုထမ်းခဲ့ပြီးသူဖြစ်၍ပြင်းမှုတစုံတရာမရှိခဲ့ကြောင်းတင်ပြရှောက်လဲပါသည်။ လူကြီးတွေကဗမှုစိန်မင်းကိုတိပီးဖြစ်ကြပါတယ်။ဒိုင်းဘီဘော်ရင်၎င်းတပ်မတော်ဘော်ရင်၎င်းနှစ်ပေါင်းများစွာသစ္စာရှိရှိတာဝန်တည်တည်ထမ်းဆောင်ခဲ့သူဟုတိမှတ်ပြုထားပြီးဖြစ်ပါတယ်။ထို့ကြောင့်ဗမှုစိန်မင်းမှာရဲမှုတွေအပြစ်ဒဏ်အနေဆုံးကြာခံခဲ့ရပါတယ်။ကျွန်တော်တို့အင်းစိန်ထောင်တွင်း၌နေထိုင်ရပုံမှာတိတ်မဆိုးလာပါဘူး။ဝင်းချန်နှင့်အင်္ဂလိပ်တရပင်တပင်မအပအခြားပါမျက်မှမရှိသောလွန်ဒီကောင်ဖြစ်ပါတယ်။ ကျွန်တော်တို့အိမ်တိုင်းထောင်လိုင်းကြီးကအဆောက်နှစ်ယောက်ချထားပြီးညအိတ်ဆောက်ပါတယ်။တယောက်ကကျွန်တော်တို့အိမ်ပြင်ကွပစ်ကလေးမှာအိတ်ပါတယ်။နောက်တစ်ယောက်ကကျွန်တော်တို့နှစ်ယောက်အိတ်နေသည့်အိတ်ခန်းနှခန်းအိတ်ကြားတွင်ဆောက်ရည်အိတ်ပါတယ်။သူတို့တပ်သားတို့ကိုထိုးထိုးအဆောက်ချထားရခြင်းမှာကျွန်တော်နဲ့ဘိုးကြီးလှဖေးသို့မဟုတ်ဘိုးကြီးဝင်းသိန်းသို့မဟုတ်ဘိုးကြီးဘုံမှုစိန်မြင့်တို့၏လုံကြီးအတွက်သော၎င်းအခြားအကြောင်းများသော၎င်းဖြစ်နိုင်ပါတယ်။အိမ်ကသုံမိုးသွက်က အပြင်ဝင်းတကားကလည်းတော့ကားပြီးတော့ခတ်ထားပါတယ်။ပရင်းမောင်များမှာအတန်းနိုင်များရှိပြီးဒဟီဆိုရိခိုင်ခန့်အောင် အကြအနာလုပ်ထားပါတယ်။ကျွန်တော်တို့အိမ်တကားကိုဖွင့်လို့လေးတကား၌ပါသောပေါက်ကလေးကိုလက်ရှူကကလန့်ကလေးကိုဖွင့်ရပါတယ်။ပိတ်လင်းတဲ့ဒုံလေးလကောင်းဝင်ပိတ်ရပါတယ်။အိမ်ထဲမှာဖျားစင်မရှိမိမိဘာသာကြည်ညိုရေးကြောက်လို့လေးဗုဒ္ဓဖုရားရုပ်ပွားတော်ကိုချိတ်၍အာယုံပြုပူဇော်နိုင်ပါれအခန်းထဲ၌မိဘက်တွင် ခုံကလေးတစ်ခုရှိပါれ ထုံခိုးမော်၌ပစ္စည်းပစ္စည်းအတင်နိုင်ပါတယ်။ရှေ့တွင် ပြောခဲ့သလိုကျွန်တော်တို့နဲ့ထောင်လိုင်းတက်သားတို့စုပေါင်းချက်ပြုတ်စားတောက်ကြပါတယ်။ဒီနေ့လေငွေ9ကျပ်နှုန်းနနက်စာညစာစားတောက်ရပါတယ်။1989ခုနှစ်ကငွေတန်ဖိုးသိမ့်မကြသေးသဖြင့်ထုံငွေ9ကျပ်မှာစားတော့ပါတယ်။နနက်စောစောကိုကော်ဖီတစ်ခွက်နဲ့မုန့်တစ်ချက်ရပါတယ်။သို့မဟုတ်ပဲပြုတ်ထမင်းကြောင့်သို့မဟုတ်စာမြုပ်တစ်ခွက်လာပေးပါတယ်။ ဓမ္မသာတိခါစံမှာအကောင်းကြီးမဟုတ်စံအညံ့စားလည်းမဟုတ်ပါဘူးစားပြော်သည်စံဟုဆိုရပါမယ်ပကံကတော့ကျွေရီတုတ်ပကံဟင်းကအသားဟင်းတစ်ခွက်စီပြန်ဟင်းကြက်သားဆိုရင်အာလူကလေးရောပါလေအသီးနှံတစ်ခွက်ပေးပါလေကစုံရဲကျော်ပယ်သီးကျော်စသည်ဖြင့်ချင်းဟင်းတစ်ခွက်လည်းရပါတယ်။အော်ပြောရအောင်မယ်။ကျွန်တော်တို့စားရင်တနေ့တွင်တနေ့ချက်ပြီးဟင်းလျာများကိုသူတို့အကြီးကဲ အောင်မိုင်းကြီးအိမ်တော်ဦးပြပြသွားရောက်ပေးဖို့ပြသရသည် ဟုသိရပါတယ်။သူတို့လူကြီးကစစ်ဆေးပြီးစားတော့မြည်ကြည့်၍ခွင့်ပြုရရမှသာကျွန်တော်တို့ထံသို့ထမင်းဟင်းရာမှလာပို့ခွင့်ရကြောင်းသိရပါတယ်။နနက်စာ ထမင်းစားတော့ပြီးရင်တွင်ဖရာတရားတတိရပါတော့လေ။ဖရာရှိခိုးပရိစိတ်ကုသိုလ်ယူမည်အလုံးများလုပ်ကြပါတယ်။ကျွန်တော်တို့အတွက်အငြိအကျေးသိမ်းယူပေးမိသူက နေ့စဉ်မှန်မှန်လာမည်ဆိုပါတော့လေ။ ဝင်ဆောင်မိအကျဉ်းသားမလားမီအနှံ့အသက်ဆူဆူရွာမခံနိုင်ကြပါဘူး။ထို့ကြောင့်နှစ်ဦးသောလူဆောင်ရွက်ကြသည်မှာမိမိအငြိအကျေးစွန့်ပြီးလျှင်မိမိကိုယ်တိုင်တင်းစီကအိမ်ချံဝဲနောက်ဘက်သို့ရေလောင်းအိမ်သာသို့သွားကရေဖြင့်တန့်ဆင်းမှုပြုရပါတယ်။အပေါ်သွားလျင်ကထို့သို့အဆုံးပြေရန်မလိုပဲအိမ်နှင့်တွဲနေသော ရေချိုးကိုင်း၏နောက်ဘက်တွင်စင်ကလေးတစ်ခုရှိပါတယ်။တိုလီမိုလီပစ္စည်းများတင်ထား၍ရပါသည်။ ဘုံမူကြီးလှဖေနဲ့အိမ်တခြားစီအတူနေထိုင်စဉ်ကစကားသမီးပြောခွင့်ရသဖြင့် ပြောဆိုကြရင်သိရှိလာရသည်မှာ တိုင်းမှုတို့ကယခုမာဆာလာတပါတီအာနာရှင်စနစ်ကို မကြိုက်ထိုသဘောတရားကို သူတို့ဝမ်းထဲမှာပဲထားရသည်ထုတ်ဖော်ရင်မပြောခွင့်မပြောရဲယခုဗိုလ်ချုပ်နဲ့တွေ့မှပင်ယင်ဖွင့်ခွင့်ရတော့သည်ဟုဘုံမူကြီးလှဖေကပြောလေသည်သူတို့ကကျွန်တော်ကိုဆက်ဆံမှုမှာအတော်ပင် လေးလေးစားစားရိုးရိုးသေးသေးရှိပါတယ်။ယခုဘုံဘူးကြီးလှဖေးမှာမရှိတော့ပါဘူး။သူကွယ်လွန်တော့အသက်ကဘာရှိသေးလို့လဲ။86နှစ်ပဲရှိပါသေးတယ်။အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ကိုယ်စားလှယ်ဖြစ်1990ရွေးကောက်ပွဲမှာဘုံဘူးကြီးလှဖေးထောက်ခံရွေးကောက်ခံခဲ့ရပါတယ်။ထို့နောက်စစ်ထောက်လိုင်းရင်းကဖမ်းဆီးခံရပါသေးတယ်။ NLD အမတ်တွေတင်းကြုံဖမ်းဆီးပြီးထောင်ချစဉ်က ကိုလာဖေပါသွားပါသေးတယ်။ထောင်ထဲမှာနှစ်အတန်းညာနေပြီးမှထွက်လာခဲ့ရရှာပါတယ်။တနာ yı မိနစ်60ကြာကင်းမီကောက်ထောင်လေးကျင်သောဘုံမူကြီးလာဖေဤနေရူးကျင်စေ။ဘုံမူကြီးလာဖေအကြောင်းကိုထူးထူးခြားခြားပြောပြပါရအောင်မယ်။သူနဲ့ကျွန်တော်တို့ဟိုဘက်ခန်းဒီဘက်ခန်းဖျားရှိခိုးကြသည်လေအတူတူတစ်ချိန်တည်းလိုဝင်ဖြစ်ပါတယ်။ ပြီးတော့ကျမ်းမာရေးလေ့ကျင့်ခန်းကိုလည်းပုံမှန်လုပ်ဖြစ်ကြပါတယ်။တက်ကလာတဲ့လူတွေဆိုတော့တက်ထဲမှာလောက်ကြစင်တော့ကကျမ်းမာရေးလေ့ကျင့်ခန်းကိုကိုယ့်အခန်းထဲမှာကိုယ်စိတ်ကြိုက်မှန်မှန်လုပ်ဖြစ်ကြပါတယ်။ဘုံကြီးလာဖေးကကျွန်တော်တို့ပူရေးလုပ်ဖြစ်သောကျမ်းမာရေးလေ့ကျင့်ခန်းတစ်ခုမှထူးဆန်းပါတယ်။အိန္ဒိယမှာလာသည့်ယောဂကျင့်စဉ်ကိုဘုံကြီးလာဖေးကနေ့စဉ်ကျင့်ကြံအားထုတ်ပါတယ်။အိန္ဒိယယောဂကျင့်စဉ်ကထူးခြားပါတယ်။ဒီမှာနေရူးကျင့်စဉ်ဆိုပြီး နေ့တိုင်းတနအီမိနစ်60မြောက်ကင်မီကောက်ထောင်ကျင့်စဉ်ကိုကျင့်ပါတယ်။အောက်ကခေါင်းလေးကိုခုခေါင်းကုကလေးပေါ်တွင်မိမိခေါင်းကိုတင်၍နိုင်ရန်တွင်ခြေထောက်ကိုထောင်ထားလိုက်ပါတယ်။ဒီလေးချင်းဤကိုတက်ထဲမှရှိစဉ်တုန်းကနေ့စဉ်တနအီတိတိသူပြုလုပ်ခဲ့ပါတယ်။ယခုပြတ်သွားသောကြောင့်ပထမရက်တွင်မှမိနစ်30မြောက်သာကင်မီကောက်ထောင်၍နောက်မှအချိန်တိုး၍တနအီကင်မီကောက်ထောင်ဖြစ်ပါတယ်။သူ့ကိုအားကြ၍ကျွန်တော် လိုက်လုံကြည့်ပါသေးတယ်။သို့သော သူ့လောက်တော့အချိန်ကြာကြာမလုံနိုင်ပါဘူး။ကျွန်တော်ပထမ5မိနစ်နောက်7မိနစ်ဒီလောက်သာလုံနိုင်ပါတယ်။ကျွန်တော်တို့အိမ်တွင်ဒုက္ခအပေးဆုံးမှကြွက်တရဝါဖြစ်ပါတယ်။တိမ်လုံးမှာ ပြောင်းဆန်နေအောင်ညစဉ်ညတိုင်းဒုက္ခပေးကြပါတယ်။ထို့ကြောင့်ကြောင်မွေးရပါတော့တယ်။ထောင်လိုင်းတက်သားတွေကလည်းသူတို့နီးနေသူတို့ကြွက်ထောင်ချောက်တွေထောင်ဖမ်းကြပါတယ်။သူတို့က လက်လုံကြွထောင်ချောင်းများသုံးကြပါတယ်။သူတို့ထောင်ချောင်းကခလုတ်ကိုထိတဲ့နေဝုံနေဆိုသောအသေးမိသောထောင်ချောင်းပဲ။ရှေးတေးအကုသို့ကြောင့်ယခုဘဝအကျဉ်းထောင်ကြနေရသည့်အခါနောက်ထပ်အကုသို့ဖြစ်မိအလုံးမျိုးမလုပ်ပါနဲ့တော့ဟုထောက်လန်းရေးအမှုတန်းကလေးတွေကိုပြောပြရပါတယ်။ယခုလိုထောင်ချောင်းနဲ့ဖန်းနေဒီကိုကြွက်တွေတိသွားရင် နောက်တော့လာတော့မှမဟုတ်ပါဘူးကွာဟုပြောရပါတယ်။ဟုတ်လဲဟုတ်ပါတယ်။အခါနှခါလောက်ကြွက်ထောင်ချောင်းဖြင့် ဖမ်းမိသွားပြီးနောက်ကြွက်များမလာတော့ပါဘူးကျွန်တော်တို့ကိုထားသောအိမ်မှာတာမန်သလင်းပေါ်၌ပြင်းများအခင်းထားရှိပါတယ်ပါကီကောင်းသာမဟုတ်ပါဘူးရိုးရိုးသစ်မာသားပဲဖြစ်ပါတယ်ဖြစ်ကြတဲ့ဆန်ခင်းထားသောကြောင့်ကျိုးလိုကျဲတဲ့မြလားအကျဉ်းထောက်ထဲတွင်လှုပ်เสียကင်စရာကလည်းဘာမှမရှိအားလန်နေခိုက်ကျွန်တော်စာဖတ်ဖြစ်ခဲ့ပါတယ်စာဖတ်မြည်ဟုကြံရွယ်စိတ်ကူးသည့်ခိုက်ကျွန်တော်စိတ်ထဲတွင်ဖျားသာ တရားစာဖတ်ရန်မတွေးမိခဲ့ပါအိမ်မှာပေးထားသောစာအုပ်များကိုသတိရပါတယ်ထိုစာအုပ်များမှာနိုင်ငံရေးနဲ့ပတ်သက်သည့်စာအုပ်တွေကအလွန်များနေပါတယ်ကမ္ဘာစစ်ကောင်းဆောင်တွေနဲ့ပတ်သက်သောစာအုပ်များဖြစ်ခဲ့ပါတယ်ထို့ပြင် ဆိုရှယ်လစ်လမ်းစဉ်ပါတီလူကြီးများကဖတ်ရှုရန်ပေးထားသောစာအုပ်များဖတ်ဖြစ်ပါတယ်အဓိကမှာအရှေ့ဥရောပနိုင်ငံများ၏ဆိုရှယ်လစ်လုပ်ငန်းတွေနဲ့ပတ်သက်သောစာအုပ်များဖြစ်ပါတယ်များသောအားဖြင့်ဟန်ဂေရီကွန်မြူနစ်နိုင်ငံချက်ကိုစလိုဗက် ကွန်မြူနစ်နိုင်ငံကြီးစောက်ဖြစ်ပါတယ်ပြောရအောင်မယ်ကျွန်တော်တို့နှစ်ဦးကိုစောက်ရှောက်ရန်ထားသောထောင်လိုင်းနှစ်ယောက်တွင်တယောက်ကစာချင်းခင်မောင် ဖြစ်ပြီးနောက်တစ်ယောက်ကအမည်မေ့နေပါပြီထို့နောက်တယောက်ကလောင်းကစားသမားဖြစ်ဟန်တူပါတယ်သူ့အဖို့စာချင်းခင်မောင်ကိုထားခဲ့ပြီးဖဲ့ရန်မကြာခဏသွားလေရှိပါတယ်ခင်မောင်ကသူ့ကိုယ်သူတက်သားဟုပြောပါတယ်ကျွန်တော်မယုံကြည်ပါဘူးကျွန်တော်တို့လိုလူကြီးပိုင်းအတွက်ပေးထားသူမှာ တက်သားအဆင့်မဖြစ်နိုင်ပါဘူး။စာချင်းအဆင့်များဖြစ်ပါလိမ့်မယ်။သူတို့ကိုကြည့်ရသည်မှာအင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကြားဖို့သူများဖြစ်များသောအဖြစ်အလဲတန်းအဆင့်တော့အောင်မြင်ပြီးပါလိမ့်မယ်။အထက်တန်းစာမှုဝဲအောင်မြင်ပုံတော့မရပါဘူး။ကျွန်တော်တို့ကျမ်းမာရေးအတွက်ချင်းခတ်ကစားရန်အကြံရသဖြင့်အစီအစဉ်လိုက်ပါတယ်။အကျဉ်းသားတွေကချင်းခတ်ကစားတတ်သူတွေ၃လေးဦးနဲ့ထမင်းချဲ့ုံကလေးပြီးမှချင်းဝိုင်းကလေးလို့ရခတ်ကြပါတယ်။သို့သော် ထို့သောချင်းခတ်ကစားကြရင်တလားလောက်ကြားတဲ့အခါထက်ကခွင့်မပြုသဖြင့်ချင်းဝိုင်းကိုညက်လိုက်ရပါတယ်နာဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးပေါ်ပြပေးသွားမှာကိုစောင့်မျှော် နားဆင်ကြပါဦးခင်ဗျာ။